အုံဆုံးလွာကာကွယ်ထိန်းသိမ်းမှုချုပ်ဆိုခဲ့ကြတဲ့မွန်ထရီယယ်တဘောတူစာချုပ်ချုပ်ဆိုတဲ့နေ့ရက်ကိုဂုံပြုတ်တမတ်ပြီးကျင်ပါတော့ကပအုံဆုံးလွာကာကွယ်ထိန်းသိမ်းရေးနေ့ပဲဖြစ်ပါတယ်။ယနေ့အကြောင်းဒီကပအုံဆုံးလွာကာကွယ်ထိန်းသိမ်းရေးနေ့အခါတံပြားတွင်မြန်မာနိုင်ငံအတွင်းရှိတိုင်းတိုင်းညီကုံမောင်မများနဲ့နိုင်ငံတကာတွင် ရောက်ရှိနေကြတော့မြန်မာနိုင်ငံသားများအားလုံးကိုယ်စိတ်နှပြကျန်းတာဒုက္ခပြည့်စုံကြ ဘိတ်ကင်းလုံချုံကြပါစေကြောင်းဆုတောင်းမြတ်တာပို့တရင်မင်္ဂလာပါလို့ဥစွာနှခုံးဆက်တာအပါဒီချစ်ခင်လေးစားအပါတော့တိုင်းသားညီကိုမောင်မမများခင်ဗျာ35နှစ်လွန်မြောက်လာတဲ့ကမ္ဘာအူဆုံးလွာကာကွယ်ထိန်းသိမ်းရေးနေ့ကိုပြန်ပြီးစမ်းချစ်ကြည့်ပါကမွန်ထရီတဘောတူစောချုပ်ကကမ္ဘာလူသားတရက်လုံးတွေ့ကြုံရတဲ့အကြီးမားဆုံးသောချင်းချောင်းမှုတရက်ကိုဘယ်လိုအဆုံးတတ်ခဲ့တယ်လဲဆိုတာကို အမှတ်ရစေပါလေလေမှုတ်ဆေးဘူးများနဲ့အေးပေးစနစ်များတွင်အသုံးပြုတဲ့အိုဆုံးလွှာပျက်စီးစေသောတန်းငွေများကကမ္ဘာကောင်းကင်ရဲ့အပေါက်ကြီးကိုဖြစ်ပေါ်စေကြောင်းတွေ့ရှိလာရသည့်အခါနိုင်ငံပေါင်းစုံကအတူတကွပေါင်းစည်းကအစူပါတန်းငွေများတုံးဆွေးမှုကိုအဆင့်ချင်းရပ်တန့်ခြင်းဖြင့်တိတိယောက်ယောက်ပူပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်းပြသနိုင်ခဲ့ပါသည်ဒီလိုပူပေါင်းဆောင်ရွက်မှုရဲ့အကျိုးဆက်ကတော့ယခုအခါ အုံဆုံးလွာကောင်းမွန်အောင်ကုသနိုင်ပြီးလူသားများအားခရမ်းလွန်ရောက်ချီတံမှတခါပြန်လဲကောက်ွယ်ပေးနိုင်ပြီးဖြစ်ပါတယ်ဒီလိုကဘာနဲ့ဟောဥပေါင်းကဥဆုံးလွာပြည့်စည်စေတဲ့ဒရက်ဒါရုပစ္စည်းများသုံးစွဲမှုကိုရှော့ချရဆိုင်ချင်းဖြင့်လူသားတန်ပေါင်းများစွာအားအည်ပြားကင်ဆာနဲ့မျက်စိအတွင်းတင်ယောဂဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပါတယ် အရေးပါတဲ့ကေဟစနစ်များကိုလည်းဆက်လက်ရှင်တန်းတိုးပွားစေပါတယ်။တဘာပေါ်ရှိတက်ရှိများစွာကိုလည်းလုံခြုံစေပြီးရာဒီဥဒုပြောင်းလဲမှုအရှိန်ကိုလည်းဟန့်တာပေးပါတယ်။အကြေ၍ဥဆုံးလွာပြည့်စည်စေတဲ့ဓာတုပစ္စည်းတုံးဆွဲမှုတွေကိုဒါမတားမြစ်ခဲ့ပါကဤရာစုနှင့်ကုံဆုံးပါကကမ္ဘာအပူချိန်ဒီနောက်ထပ်တိတရမ5ဒီဂရီစင်တီဂရိတ်တိုးပွားလာနိုင်မှာဖြစ်ပါတယ်။ဒီလိုအပူချိန်တိုးလာပါက လူသားထုတရလုံးကပ်ဘဲနဲ့ကြုံတွေ့လာမှာဖြစ်ပါတယ်။ chicken laser about တော့တိုင်းတိုင်းညီကုံမောင်တော်အမြတ်ခင်ဗျာမြန်မာနိုင်ငံကမွန်ထရီတဘောတူစာချုပ်နဲ့နောက်ဆက်တွဲစာချုပ်များအခွင့်အဝင်ဖြစ်တဲ့အတွက်စူပါစာချုပ်များအရအုံဆုံးလွာပြည့်စည်စေတဲ့ drop PC တုံးဆမှုများကိုတဆင့်ချင်းရှော့ချလျက်ရှိပါတယ်မွန်ထရီတဘောတူစာချုပ်နဲ့နောက်ဆက်တွဲစာချုပ်တွေကရာဒီဝတ္ထုပြောင်းလဲမှုနဲ့လိုင်လျောညီတွေရှိကစွန့်အင်တိတိယောက်ယောက်တုံးဆနိုင်မဲ့အေးအေးပင်းနီးပညာတွေကိုချမှတ်ရတွင်အထောက်အကူဖြစ်စေခဲ့ပါတယ် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကလည်းဒီလိုနီးပညာတွေကိုရရှိကာလုပ်ငန်းရှင်များနဲ့ပြည်သူများတို့နီးပညာနဲ့အသိပညာတွေဖြန့်ဝေလျက်ရှိပါတယ်။ဒီလိုလုံဆောင်ချက်တွေကလူသားများအတွက်ဘယ်လိုကောင်းကျိုးရရှိစေသလဲဆိုရင်အုံဆုံးလွာကိုကျွန်တော်တို့စက်ပြီးကာကွယ်နိုင်လေလေကျွန်တော်တို့ပါဝင်ကပားပေါ်ရှိတက်ရှိများအားလုံးကိုစက်ပြီးလုံလုံခြုံခြုံရှင်းတာနိုင်လေဖြစ်ပါတယ်။အရေးပါသည့်အေးပေးစနစ်နီးပညာတွေကို လူများကပူ၍လဲလန်းမီအသုံးပြနိုင်လေလေ ကဘာကြီးပူနွေးလာမှုကိုပုံမှန်ရှင်းချလာနိုင်လေလေဖြစ်ပါတယ်။ဒါကကဘာကြီးအတွက်မွန်ထရီတဘောတူစာချုပ်ကရှင်းလင်းသိကြတဲ့ဒနင်းစကားတရက်ကိုပြောကြားနေခြင်းဖြစ်ပါတယ်။ဒီစကားရက်ကတော့ကဘာလုံးဆိုင်ရာ ပူပေါင်းဆောင်ရွက်နိုင်ခြင်း ဖြစ်တာမြေကဘာပေါ်ကတက်ရှိများကို ကာကွယ်နိုင်ပြီး လူတိုင်းအတွက်ပုံမှန်တောက်ပတဲ့အကောင်းဆုံးအခွင့်အလမ်းကိုရရှိနိုင်မှာဖြစ်ပါတယ်။ အုံဆုံးလွာကာကွယ်ထိန်းသိမ်းဖို့အတွက်နိုင်ငံများအကြားတာမကပြည်သူများကလည်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။အုံဆုံးလွာပြည့်စည်စေတဲ့ drug ပစ္စည်းတွေကိုပြည်သူတို့ချင်းစီကရှော့ချတုံးစဲခြင်းဖြင့်ပူးပေါင်းနိုင်ပါတယ်။ဥပမာလေအေးပိတ်ဆက်ရေကဲတက်တာများဝေယိုတုံးစဲရာတွင်အုံဆုံးလွာပြည့်စည်စေတဲ့ drug ပစ္စည်းအစားထိုးသုံးစက်ကရီယာများကို ဝေယိုခြင်း spray ကဲ့သို့မုတ်ဆဲဘူးတွေကိုရှော့ချတုံးစဲခြင်း eco friendly ကဲ့သို့တဘာဝနဲ့ကိုက်ညီတဲ့ track ကုန်တွေကိုရွေးချယ်တုံ့ဆွဲခြင်းစတာတွေကိုပြည်သူတူးချင်းစီကလှုပ်ဆောင်နိုင်ပါတယ် chicken laser up ပါတော့တိုင်းတိုင်းညီကုံမောင်တော့အမြတ်ခင်ဗျာယခုနှစ်2022ခုနှစ်အတွက်စောင်းဘုတ်က global cooperation protecting life on earth တရှိမြေကမ္ဘာရှင်တန်ရေးအုံဆုံးလွာကိုပူပေါင်းကာကွယ်ပေးဖြစ်ပါတယ် မွန်ထရီယယ်သဘောတူစာချုပ်ကယာဒီဥဒုပြောင်းလဲမှုလျှော့ချခြင်းအပေါ်ကြေကြေပြန့်ပြန့်တည်ရောက်မှုရှိကြောင်းတည်မြင်ပြီးပူပေါင်းဆောင်ရွက်ရန်လူအောက်ကြောင်းကိုစောင်ပုတ်ကတတိပေးသားခြင်းဖြစ်ပါတယ်။ဒီအတွေ့အကြုံယာဒီဥဒုပြောင်းလဲမှုကိုတက်ဖြစ်ရန်တာမကအနာဂတ်မျိုးဆက်သစ်များအတွက်မြေကဘာပေါ်ကတက်ရှိများကိုကာကွယ်ရန်ကမ္ဘာလုံးဆိုင်ရာပူပေါင်းဆောင်ရွက်မှုကိုမြင့်တင်သွားရန် လူတော်ကိုအလေးပေးပြောကြားလိုပါတယ်။ဒီနေ့ ကမ္ဘာအုပ်ဆုံးလောကာကွယ်ထိန်းသိမ်းရေးနဲ့ဆောင်ပုတ်ကိုဆင်ခြင်ကြည့်ပါက လူသားတို့ရဲ့အကောင်းကျိုးဒုက္ခကိုဆောင်ခြင်းပေးနိုင်မှုပူပေါင်းဆောင်ရွက်မှုကအဓိကကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ကမ္ဘာနဲ့ဟိုဝမ်ဘတူကွေးပြတဲ့နိုင်ငံရေးလူမှုရေးတလိထုံတန်းစီးပွားရေးအခြေအနေတွေဘလို့ပင်ရှိနေပါစေလူသားတို့ပေါ်ချိန်ချောက်မှုများကိုနိုင်ငံများအကြားပူပေါင်းဆောင်ရွက်ခြင်းဖြင့်အနိုင်ယူနိုင်တယ်ဆိုတာ မွန်ထရီတဘောတူစာချုပ်ကတက်တယ်ပြင်ဖြစ်ပါတယ်အဓိကကြတွေမှာဇေနနာပြင်းပြတဲ့ဆန္ဒအာထုံမှုလုံလတို့ဖြစ်ပါတယ်ဤဥပမာတိုင်းလက်ရှိစစ်အာဏာရှင်စနစ်ရဲ့စိုးတွင်းမှုတွေကိုခါးစည်းခံနေရတဲ့မြန်မာနိုင်ငံဟာစစ်ကြုံဘဝကလွတ်မြောက်ပြီးတိုင်းရင်းသားပြည်သူတိုင်းဖက်ဒရယ်ဒီမိုကရေစီနဲ့လူအခွင့်အရေးအပြည့်အဝရရှိက ကောင်းကျိုးချမ်းသာရရှိဖို့အတွက်တိုင်းရင်းသားပြည်သူတွေလက်ချင်းချင်းဆက်က စစ်အာဏာရှင်ကိုအမြင့်ပြတ်တိုက်ထုတ်နေကြပါတယ်စစ်အာဏာရှင်စနစ် အပြည့်အတိုင်းချုပ်နှိမ်ပြီး Federal Democracy ပြည်ထောင်စုဖြစ်ပေါ်လာရေးပတ်နိုင်ကို ရောက်ရှိဖို့ပြင်းပြတဲ့တန်ထိတ်ထန်ဇွဲလုံးလတတိအပြည့်ဝနဲ့တိုင်းဒါပြည်သူများအကြားပူပေါင်းဆောင်ရွက်နေတာအထင်သာတွေ့မြင်ရပြီးစစ်အာဏာရှင်စနစ်ကလည်းတနေ့တခြားရင်းရင်လာတာအလုံးအတိပဲဖြစ်ပါတယ်ဒါကြောင့်တိုင်းဒါပြည်သူများအကြား ပူပေါင်းဆောင်ရွက်မှုကိုအချိန်မြင့်ကစစ်အာဏာရှင်စနစ်အပြည့်တိုင်ချုပ်ငင်းဖို့တော်လန်တိုက်ပွဲဝင်နေရင်တစ်ဖက်တွင်လည်းအုပ်စိုးလွာကိုပြစ်စည်းစေတဲ့ဒရတ်ဓာတုပစ္စည်းတွေကိုရှော့ကျတုံးဆွဲခြင်းဖြင့်ကမ္ဘာအုပ်စိုးလွာကာကွယ်ထိန်းသိမ်းရေးအတွက်တနိုင်တပိုင်ပူပေါင်းပုံဝင်ဆောင်ရွက်ကြပါစို့လို့တိုက်တွန်းလက်တွန်းလွာပေးဖို့အပ်ပါသည်အရေးတော်ပုံအောင်ရမည်